အလုံးမင်္ဂလာပါဒီဗီဒီယိုထဲမှာ battery cycle ကောင်1000လောက်ရောက်သွားတဲ့ MacBook က battery ဘယ်လောက်ခံတယ်လဲဆိုတာကိုကျွန်တော်တို့ကြည့်ကြမယ်ပေါ့နော်ဒီ MacBook ရဲ့ model ကတော့ A1989 2018 model 13လမ်းမဖြစ်ပါတယ် battery cycle ကောင်0ကနေပြီးတော့မှအခုဆိုလို့ရှိရင်တော့ cycle ကောင်1000နဲ့မှ6ရောက်သွားပါပြီကိုကိုနဲ့ battery ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ model မှာတတ်ထားပေးတဲ့ battery capacity က9000နဲ့မှ88 milliampere ပေါ့နော်9000နဲ့မှ100ရှိတယ်လို့လည်းပြောလို့ရတယ် နှစ်ရှည်လာများကျွန်တော်၃လရင်၃လရင်နဲ့ full charge လုပ်နိုင်တဲ့ capacity က2899ပဲကျန်တော့တယ်ပေါ့နော်အခုလောလောဆယ် DMA battery ကိုကျွန်တော်အားအပြည့်သွင်းနေဆိုလို့ရှိရင်9000ကျော်ဘလို့မှမရောက်တော့ဘူး2899ဆိုလို့ရှိရင်အားအပြည့်ဖြစ်သွားပြီပေါ့နော် battery head ကိုကြည့်လိုက်တဲ့ဆိုလို့ရှိရင်တော့59%ပဲကျန်ပါတော့တယ်ကျွန်တော် battery ကိုဘလို့ပဲ full charge လုပ်လို့ပေါ့နော်59ရာခိုင်နှုန်းပဲရပါတော့တယ်ဒီ model မှာ YouTube ကို 4K နဲ့ကြည့်မယ်ဆိုလို့ရှိရင် WhatsApp နဲ့နှုန်းထားက ပုံမှန်အားဖြင့်15ဝက်ကနေပြီးတော့မှ20ဝက်ကျော်ကျော်လောက်ထိဆွဲတယ်ပေါ့နော် Intel chip ဆိုတော့လည်း power consumption ကတော်တော်လေးကိုမြင့်ပါတယ်ကျွန်တော်တို့တွေ YouTube ကို 4K နဲ့ကြည့်မယ် screen brightness ကိုလည်းအမြင့်ဆုံးထားထားမယ်အတန်ကိုတော့တဝက်ကျော်ကျော်လေးကျွန်တော်ထားပြီးတော့မှ RAM ကြီးကြီးမယ်ပေါ့နော်ဒီရဲ့ battery က original အတိုင်းဆိုလို့ရှိရင်58 watt hour တောင်ရှိရပါတော့ ပုံမှန် YouTube ကြည့်တာလောက်ကတော့15ဝက်ကနေပြီးတော့မှ23ဝက်လောက်ထိဆွဲတယ်ပေါ့နော်။ပြန်များတွက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့18ဝက်19ဝက်လောက်နဲ့တွက်လို့ရတယ်။အဲ့လိုတွက်လိုက်တယ်ဆိုလို့ရှိရင်တော့ battery အသစ်ဆက်ဆက်မှာ YouTube ကိုစတိုက်ထိုင်ကြည့်မယ်ဆိုလို့ရှိရင်3နာရီနဲ့13မိနစ်လောက်ထိတုံးလို့ရတယ်ပေါ့နော်။အခုဟောင်းထားတဲ့ battery နဲ့ပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင် milliampere အနေနဲ့ဒီ battery က2899 milliampere ပဲကျန်တော့တယ်။ဒါကိုကျွန်တော်တို့နေဝက် hour တွက်လိုက်တယ်ဆိုလို့ရှိရင်33ဝက် hour လောက်ပဲ ကျန်တော့တယ်ပေါ့နော်33 watt hour မှာ battery consumption က16 watt လောက်ကိုသုံးနေတယ်ဆိုလို့ရှိရင်တော့ဒီ battery ကတစ်နာရီနဲ့မိနစ်90လောက်ပဲခံမှာဖြစ်ပါတယ် system wide power consumption နှုန်းထားက screen brightness ပုံမှာလည်းအများကြီးမူတည်တယ် speaker အတန်တိုးတာကြဲတာရဲ့ပုံမှာလည်းအများကြီးမူတည်ပါတယ် power consumption ကိုအတိအကျအနေနဲ့လုံးဝတော့တွက်လို့မရဘူး။သူကနံပါတ်တရာတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက် YouTube ဖွင့်ထားနေတဲ့ power consumption ဘယ်လောက်ရှိတယ်ဆိုတာကိုကျွန်တော် software လေးတစ်ခုထည့်ပြီးတော့มาကြည့်တယ်ပေါ့เนาะသူကတသမတ်သေးတော့မဟုတ်ဘူးအမြဲတမ်း 15W 14W အလောက်ကနေပြီးတော့มาအမြင့်ဆုံးတက်တယ်ဆိုလို့ရှိရင် 24W လောက်ထိတက်တယ်ပေါ့เนาะပြန်များအနေနဲ့အငိမ့်ဆုံး Watt ကတော့ 18W မှာတော်တော်လေးကိုငိမ့်နေပေါ့เนาะ battery လုံးဝကုန်သွားတဲ့အထိဆိုလို့ရှိရင်เนาะတနိုင်နဲ့48မိနစ်ကိုကြာပါတယ်ကျွန်တော်တွက်တဲ့ဟာနဲ့တော့နှိစက်တယ်ပေါ့เนาะ အခုလိုမျိုးဘက်ထရီဝါဝါတွက်တာနဲ့ကိုယ့်ရဲ့ဆက်ကပါဝါကွန်ဆမ်ရှင်ဘလောက်ဆွဲတယ်ဆိုတာကိုကိုကသိထားရဲဆိုလို့ရှိရင်ကိုလဲလိုက်တဲ့ဘက်ထရီကဆဲမကောင်းတာတွေဆဲမပြည့်တာတွေဘာတွေရှိပါတယ်အခုလိုမျိုးတွက်ကြည့်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါတွေကသိတာတယ်ပေါ့နော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ